အာဒီအခုတော့ကျွန်မကိုမေးထားပါဘောနော် LDL နဲ့ triglyceride ဘာကွာလဲဆိုတဲ့ဟာလေးကိုကျွန်မပြောပြပါမယ် LDL ရဲ့အရှိက low density lipoprotein ဖြစ်ပါတယ် low density lipoprotein means တိတ်သီးစနဲ့တော့ protein တွေဖြစ်ပါတယ် protein မှဖြစ်ပါတယ်သူကအဆီမဟုတ်ပါဘူးဒါပေမဲ့သူဒီဘာလောက်လဲဆိုရင်အဲ့ LDL က bad cholesterol လို့ခေါ်ပါတော့မကောင်းသောအဆီဆိုပြီးတော့သူ့ကိုမကောင်းသော cholesterol ဆိုပြီးတော့ခေါ်ကြရတယ်။ဒါပေမဲ့သို့တော်တကယ်တကယ်အကြောင်းသူဒီ cholesterol သူဒီအဆီမဟုတ်ဘူးသူဒီ carrier protein low density lipo protein ဖြစ်ပါတယ် LDL ပေါ့နော်။သူကဘာလို့လဲဆိုတော့သူကအခမဲ့ delivery သမားလိုမျိုးသူကအသင်းမှာပို့နေသော cholesterol တွေကိုသူကအခမဲ့အဲ cholesterol တွေကိုယူပြီးတော့သူကသွေးကြောနံရံနေမှာသူကပုံခဲ့တာအဲ cholesterol တွေ ဲ့တော့ LDL တလုံးရှိရင် cholesterol 10လုံးကိုတည်ရပဲထားပါဘောเนาะဥပမာပြောပါဘောเนาะအဲ့ LDL တလုံးဆို cholesterol 10လုံးက automatic တွေးကြနေမှာသွားပုံတယ် LDL အလုံး100ရှိရင် cholesterol အလုံး1000လာအလုံး1000လာလို့သွားသွားပုံတာဗောเนาะဆိုတော့ LDL တွေများနေတာကြည်ချင်းအဖြစ်ဒီကောင်နေဒီ cholesterol တွေကို သွေးကြောနံရံနေမှာတွားပြီးပုံတယ်ဆိုတာကျမတို့သိနိုင်တယ်သွေးကြောနံရံနေမှာပုံတာများရင်သွေးကြောကြီးကထူလာတယ်ကြိုင်သွေးကြောကြီးပိတ်တယ်ပေါ့နော်နှလုံးသွေးကြောပိတ်တာရောအုံနောက်သွေးကြောပိတ်တာရောလေဖြတ်တာရော heart attack ရတာရောအဲ့ဒါတွေက main cause တည်းဒီ LDL ကြောင့် direct direct ဖြစ်တာပေါ့နော်အဲ့လိုမျိုးပိတ်စေတော့အစီဒီအဲ့ LDL direct ပိတ်တာပေါ့နော်ဆိုတော့ triglyceride triglyceride ကကြောင့်ကျမတို့စားရတယ်ပေါ့နော်ကျမတို့ကြိုက်တာစား သမင်းစားရဲအစီရေးစားရဲပရိုတင်းနေစားရဲအကုန်စားရဲအစားပြီးတော့ပိုတဲ့ဟာတွေကိုသူကတွေးတဲ့မှာအစီအနေနဲ့သူကပြောင်းထားတဲ့ဟာ triglyceride triglyceride ကကြောင့်အစီအစစ်တွေးရဲမှာနေတဲ့အစီအစစ်ကျမတို့ခါလေးကြရင်တွေးစင်မယ်ဆိုပြီးတွေးဖောက်ရင်တွေးရဲမှာအစီဘတ်ကြီးတစ်ခါလေးကြရင်ပါလာတတ်တယ်အဲ့အဲ့ကြရင် triglyceride ဖြစ်ဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအစီတွေကြတော့သူကသူကြောရဲမှာသူကသူရှိနေတော့အစီတွေဆိုတော့အဲ့ဒီအစီတွေများရင်ရောကောင်းလားဆိုတော့အဲ့ဒီအစီအရင်များွားရင်အင်မတန်များွားရင် အဆီများရင်ဖြစ်တော့ယောဂါတခုရှိရအဲ့ဒါဘာလဲဆို pancreatitis မုတ်ချိုအေးကြောင့်တာ တိတ်တက်တယ်မိုးချိုရီရောင်နာ emergency ပဲပေါ့နော်ဆိုတော့မိုးချိုရီရောင်တက်တယ်အဲ့တော့သူလည်းအရန်များလာရင် immediate တွေးကြောမှာများလာရင်လည်းတွေးကြောပိတ်တာလည်းဖြတ်တက်တာပေါ့သို့တော့ LDL လိုမျိုး directly တွေးကြောနေရနေမှာတော့ပုံနိုင်ပါမဟုတ်ဘူးသူကတွေးကြောရဲ့မှာနေနေတာတကူလုံးကသူကရောက်မှာပေါ့နော်ဆိုတော့ဒါဒီ LDL နဲ့ triglyceride ကွာခြားကြပဲဖြစ်ပါတယ် LDL ဒီ carrier protein ဘသူ့ကိုတဲလဲ cholesterol ကိုတဲပြီးတော့တွေးကြောနေရနေမှာတကူတကာကြီးကိုသွားပုံပေးတာသူရှိနေရောမကောင်းသူရှိနေရောအဲ့အသေးက cholesterol ယူယူပြီးတော့တွေးကြောနေရနေမှာတော့သွားပုံပုံကြားတော့တွေးကြောကျင်းထူပိတ် À công bệnh triglyceride တောင်မှနည်းနည်းဟိုသွေးသွေးတွေမှာအဲ့လိုပုံတာမဟုတ်သူကသွေးကြောထဲမှာသူကရှောက်စီးနေတာ floating နေဖြစ်နေတာပေါ့နော်ဆိုတော့အဲ့နှစ်ခုဘသူရေးကြည့်လဲဘသူချဖို့လိုလဲနှစ်ခုလုံးချဖို့လိုရဲနှစ်ခုလုံးချဖို့လိုရဲပေါ့နော်အဲ main direct cause ဖြစ်တဲ့သွေးကြောပိတ်တာရော LDL ပေါ့နော်အဲ့တော့ဘယ်အစီအမအရေးကြီးရဲဒါအရေးမကြီးသိတ်ချဖို့မလိုအဲ့လိုကြီးတော့မရှိပါဘူးရှင်တောက်တဲ့ statins တွေကကြတော့အဓိကကြတော့ကျွန်တော်တို့ LDL တွေကို target ထားပါပေါ့နော် LDL 60%လောက်ကြာရဲ triglyceride တွေကကြတော့30%လောက်ကြာရဲတခြားတခြားဟာတွေလည်းကြာရဲပေါ့နော်ဆိုတော့အဲ နားလဲအောင်ပြောမှာဆို statin ဆရာ cleaner တွေနဲ့တူတယ်အတန်ရှင်းရေးသမားတွေသွေးကြောတွေကိုရောက်တယ်သွေးကြောရောက်ပြီးသွေးကြောမှာပုံနေတော့အစီအရေတို့ကတန်ရှင်းလုပ်ပေးရနောက်တစ်ခါထပ်ပြီးတော့မပုံနိုင်အောင်လဲသူတို့က prevention အနေနဲ့လုပ်ပေးရပေါ့နော်အဲ့တော့ဆရာမ triglyceride ကြီးပဲတီးတန်းကြခြင်းရောဆိုတော့ခုနကကျမပြောသွားတဲ့အတိုင်းပဲပေါ့နော် triglyceride ဒီကျမစားလိုက်တဲ့ဟာတွေကနေပြီးတော့ဖြစ်လာတာပိုတဲ့ဟာတွေကိုသူက triglyceride အနေနဲ့ပြောင်းလိုက်တာပေါ့နော်ဆိုတော့ကျမတို့ short စားလေအရက်တွေစစ်လိတ်တွေ bia တွေအစီအရေအစိမ့်နေအဲ့ short စား diet တွေနဲ့ diet short လိုက်ရင်လဲကြတယ်လို့ စေးတောက်ကျင်တယ်ဆိုရင်တော့ vitamin B3 တို့ omega 3တို့ omega 3 fatty acid တို့ပြောပါ phenofibrate တို့အဲ့ဒါတွေလည်းတောက်ကြရပေါ့နော်အဲ့ဒါတွေတောက်ရင်လည်းကြရပေါ့နော်ဒါပေမဲ့အဓိကအဖြစ်သူက diet ကနေလာရတော့ diet ထဲကမလိုတဲ့ဟာတွေဖယ်လိုက်လीเนาะကျေးဇူးတင်နေ